2829မှာအရန်အေးကြီးရဲ့ changes တွေပြောင်းလဲမှုတွေလောရောမဲ့အချိန်ခါကိုချားရောက်ခဲ့တာကိုတိုက်ဆိုင်တာတွေ့ရှိရပြီးတော့34 35မှာလေလူကြောက်ရဲ့ဘဝလမ်းကြောင်းပေါ့နော်အပြောင်းလဲပေါ့နော်35နောက်ပိုင်းမှာအလုပ်တွေဆက်ကောင်းလာမလားတန့်သွားမလားပိုဆိုးသွားမလားဆိုတာတွေဖြစ်ပေါ်လာနိုင်တဲ့အကြောင်းအရာတွေကိုတွေ့ရပါလိမ့်မယ်ရှင် လက္ခဏာဝင်ကိုတုံးသက်ရခြင်းအားဖြင့်လူသားတဦးရဲ့ဘဝမှာဘဝအပြောင်းလဲပြီးအကျံစီတက်တည်ဘဝလမ်းကြောင်းချင်းရဲ့စကရီယာလမ်းကြောင်းဖြစ်ပေါ်နိုင်တဲ့အသက်ရွယ်လူလက်ပိုင်းအတွင်းမှာနှစ်ခုရှိပါတယ်ရှင်အဲ့ဒီအသက်ရွယ်က28နဲ့29ကြားမှာတစ်ချိန်အသက်34နဲ့35ကြားမှာတစ်ချိန်ဖြစ်ပါတယ်လက္ခဏာအသက်အမှတ်တွေတိုင်းတဲ့အခါမှာလဲအဲ့ဒီ28 29ကြားနေရာကိုဒီ မှတ်ပြီးွားတော့လက္ခဏာဆရာတွေကတဆက်တို့ပြီးွားတော့ချလိုက်တယ်34 35နေရာမှာတော့ကံလန်းချောင်းနဲ့ဥကောင်းလန်းချောင်းတားထားတဲ့အပိုင်းခြိုင်ရှိတဲ့အကြောင်းမလို့အဲ့ဒီနေရာမှာလည်းဘဝအချိန်ကျဲအပြောင်းလဲ career opportunity တွေ career အချိန်ကျဲအပြောင်းတွေဖြစ်ပေါ်လာနိုင်တယ်အသက်ရွယ်ဆိုပြီးွားတော့အဓိကဒါပိုင်းခြားပြီးတော့ဟောကြတယ်ပြင်ပလူတွေရဲ့ဘဝလမ်းချောင်းမို့ညောင်ညောင်သွားတော့လူတွေရဲ့ဘဝလမ်းချောင်းကိုလည်းလိုက်ကြည့်လိုက်ပါ 2829မှာအရန်အီကြီးရဲ့ changes တွေပြောင်းလဲမှုတွေလုံးဝတော့မဲ့အချိန်ခါကိုကြာရောက်ခဲ့တာကိုတိုက်ဆိုင်လာတွေ့ရှိရပြီးတော့34 35မှာလေလူတယောက်ရဲ့ဘဝလမ်းကြောင်းပေါ့နော်အပြောင်းလဲပေါ့နော်35နောက်ပိုင်းမှာအလုပ်တွေဆက်ကောင်းလာမလားတန့်သွားမလားပိုဆိုးသွားမလားဆိုတာတွေဖြစ်ပေါ်လာနိုင်တဲ့အကြောင်းကလေးကိုတွေ့ရပါလိမ့်မယ်ရှင်ဆရာမတို့ရဲ့ခေါရမမြတ်စွာဘုရားတော်မှာ အသက်29နှစ်မှာ တောထွက်တော်မူခဲ့ပြီးတော့အသက်35နှစ်မှာဖះအဆင်စေအေကံဖြစ်တော်မူသောတပ်ပညုတရွှေဉဏ်တော်ရရှိခဲ့ပါတယ်။မြတ်စွာဘုရားရဲ့တတော်တော်မှာကြည်ချင်းအဖြစ်နဲ့ဒီ1829အပိုင်းခြားကာလရဲ့34 35အပိုင်းခြားကာလရဲ့ဟာလူသားတဦးအတွက်အပြောင်းလဲချင်းချင်းစီဖြစ်သွားမဲ့အပိုင်းခြားလို့ပြောလို့ရတယ်။အဲ့ဒီကာလတွေမှာ မိဘတွေရဲ့ကျန်းမာရေးကိုလည်းအထူးကယူဆိုင်ပေးရမယ်28 29ကျ34 35ကျမှာမိဘတွေရဲ့ကျန်းမာရေးကိုကယူဆိုင်ပေးပြီးတော့ဘဝရဲ့ရည်တည်ရှိတဲ့ပြောင်းလဲမှုအိမ်တော်ရေးကံတရားအကွဲအပြဲတွေလာဆက်လက်ပြီးတော့ ချစ်သူတဲ့အိမ်တော်ပတ်တဲ့ကိုရရှိမှလာမကောင်းတဲ့လူတွေမကောင်းတဲ့ relationship တွေကိုစီရနေထွက်သွားပြီးွားတော့ဥမာပေါ့နော်ဆီယမ်မကျမအသက်28နှစ်မှာကျမအသက်29နှစ်မှာချစ်သူနဲ့ကွဲပြီးွားပါပြီနှစ်ချိန်လာမြတ်တွဲခဲ့တာ9နှစ်10နှစ်တောင်တွဲခဲ့တာ10နှစ်လောက်တော့တွဲခဲ့တာသူနဲ့ကျမနဲ့ပြတ်သွားတာဘယ်နှစ်လဲမေးလိုက်အာ28ပဲ29ပဲဘာလို့အဲ့ဒီကာလတွေမှာ ပြက်ပြီးွားတော့မှကားလမ်းကြောင်းအစ်စ်ကိုဖောက်တာတော့ချစ်သူအိမ်တော်ပတ်တဲ့ကိုရရှိတာအဲ့လိုမျိုးတွေဖြစ်တတ်တာများတယ် လက္ခဏာမှာလည်းအဲ့ဒီနေရာတွေစုံမှတ်တယ်လို့ပြောလို့ရတယ်။အိ28 29အ28အကျော်29ဝင်28ဝင်29ဝင်နေအဲ့ဒီအချိန်မှာအရှမ်းကင်မရာလမ်းကြောင်းအပြောင်းလဲနေတယ်။ဘာလို့မလဲဘာလို့မလဲဆိုတော့လူငယ်တွေရဲ့လမ်းကြောင်းပြောင်းလဲမှုတွေနဲ့ဥတီမှုတွေပြောင်းလဲတဲ့ကာလတွေဖြစ်ပါတယ်။အဲ34 35ကျတော့ဘောကရီယာအချိန်ချက်အပြောင်းနေနေရှိရယောက်ျားတွေအိမ်တော်ဘက်နေနဲ့ကွဲလိုက်ရတာတော့ပြန်ပြီးတွေ့တာတော့ဘဝလမ်းကြောင်းအပြောင်းလဲတွေဖြစ်တာတော့ အဲ့ဒီအချိန်မှာမိဘတွေရဲ့ကျမကြီးတွေရုတ်တရက်တွေဖြစ်သွားတာဖြစ်သွားတာကိုယ်ခွဲခွာသွားတာတော့အဲ့ဒီလိုမျိုးတွေဖြစ်တတ်တယ်။ဘဝလမ်းကြောင်းအသက်အရွယ်တိုင်းမှာတော့အပြောင်းလဲဆိုတာကံ့ရောတရားရောတော့နေရမှာအဖြစ်တော့ပုံသင်နည်းနေတော့ပြောလို့မရဘူး။ဒါပေမဲ့ဆီယာမားတို့ဟောကြားပေးခဲ့တဲ့တတန်းတစ်ချောင်းမှာဆီယာမားတို့ရဲ့ဒီလက္ခဏာမှာကိုကကံလမ်းကြောင်းနဲ့ဥကောင်းလမ်းကြောင်းနဲ့အဆုံးအမှတ်အသားရဲ့ နောက်ပြီးမြတ်စွာဘုရားရဲ့ဘဝဖြစ်စဉ်အနေထားအသက်ရွယ်တိုင်းတာရင်ကိုလေးလာကြည့်ရရင်ကိုယ့်ရဲ့ဘဝဖြစ်စဉ်လေးရဲ့ ိုကြည့်ပြီးနေတဲ့သူတပားရီရဲ့ဘဝဖြစ်စဉ်နေရင်ကိုတိုက်ဆိုင်စစ်ဆေးပြီးတော့သိရတာမှာဒီ28 29နဲ့34 35အသက်ရွယ်ကြီးရာအရင်အရေးကြီးရဲ့အသက်ရွယ်ဖြစ်တယ်ဒါလူလက်ပိုင်းနော်လူငယ်ချစ်တတ်တွေလူလက်ပိုင်းနေအထွတ်ဘဝရှိတဲ့ချက်တည်းရေးမှာအရင်အရေးကြီးရဲ့အသက်ရွယ်လေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကာလာတွေရောက်ပြီဆိုလို့ရှင်လက္ခဏာပြီးစစ်ဆေးတာနက်ခတ်ပြီးစစ်ဆေးတာဟို တက်ဆိုင်ရာမိမိယုံကြည်ရာမိမိကိုယ်ကိုယ်ရာမိမိလေးစားအားကိုးရာစီရာတွေစီမှာပြုလို့ပြီးွားတော့ကိုယ့်ရဲ့ကံကြမ္မာလေးကိုစစ်ဆေးတင်နေဆိုတဲ့အကြောင်းကိုဆံမထက်တဲ့တော်မှာငွေမြပေးလိုက်ရပါတယ်ရှင်